ဘောလုံးချင်းညီကိုရအားလုံးပဲမင်္ဂလာပါနေကောင်းကြမှာချမ်းသာကြပါသည်ကျွန်တော်ရဲ့ channel လေးဖြစ်တဲ့ MM Football Betting Tip ကနေညီကိုရအားလုံးကို welcome ပါကျေးဇူးပါတယ်ဗျာဒါ football FIFA Club World Cup Group A ပေါ့နော်ဒါ round 1ပေါ့ A L Ali နဲ့ Inter Miami တို့ပွဲစဉ်ပြီးတော့ကျွန်တော်တို့ဒါ U21 ပွဲစဉ်၄ပွဲရှိတယ်နော်စုစုပေါင်း၅ပွဲကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော် Spain Romania Slovakia Italy Portugal ပိုလန်ဖရန့်စ်နဲ့ဂျော်ဂျီယာတို့ပွဲစဉ်တွေဖြစ်ပါတယ်။ဒါပထမဆုံးအနေနဲ့ကတော့ဒါမနက်9:00နာရီမှာဗောနောမနက်ဖြန်မနက်9:00နာရီဒီပွဲစဉ်ကတော့ကျွန်တော်တပတ်ခါမနက်9:00နာရီဗောနောမြန်မာစံတော်ချိန်ဆိုရင်6:00နာရီခန့်လောက်ကြာမယ်ထင်တယ်။ဒါ LL နဲ့ Inter Miami တို့ပွဲစဉ်ကမှဖြစ်တယ်ပေါ့နော်ဒါအဖွင့်ပွဲလည်းဖြစ်တယ်ဒီပွဲစဉ်မှာတော့ Miami အသင်းက level 90ရှောင်းနဲ့9590နိုင်ပေးထားတာတွေ့ရတာပေါ့နော် ဒါအေဂျစ်ကလ LLE ဆိုတာကတော့ဒါအတွေ့အကြုံဘိုင်းကောဘောနော်ဒါ experience ဘိုင်းနဲ့တအားကြီးတဲ့အသင်းဖြစ်တာဘောနော်အတွေ့အကြုံတအားရှိတယ်ဗျာပြောချင်တာအေဂျစ် Premier League ကို45ချိန်ရထားသလိုဒါ Africa Champion League ကိုလည်း12ချိန်ပါဗျာထားတယ်အတွေ့အကြုံတအားရင့်နေဖြစ်တယ်ဗောနော်တို့ရှိမှာဆိုအဓိကကတော့တို့ရဲ့ကွင်းလန်ကစားသမားတော့ MRS ဆိုတဲ့ကစားသမားဗောနော် MRS ဒီကစားသမားဟာနော်ဒီကျွန်တော် ဒီနေ့မှသူအများဆုံးဂိုး73ဂိုးတွင်းထားတဲ့ခုနှစ်ကြိမ်တော့မှသူဖန်တီးထားပေးတဲ့ဆိုမှကျွန်တော်တတင်းနေတယ်မှာပေါ်ပြထားတယ်လို့တွေ့ရတယ်ဗောနော်အင်တာမိုင်ယာမီမှာဆိုရင်လီယိုနယ်မက်ဆီတို့လူးဝစ်ဆွာရက်စ်တို့ဗောနော်ဒါအများကြီးပဲဗောဗျာဒါအကြပိုင်းမှာရှိတဲ့ကစားသမားတွေဗောနော်ဒါမှအတွေ့အကြုံပိုင်းကတော့ရင့်ပေမဲ့ဒါမှကျွန်တော်ထင်တယ် NLG ဘိုင်းမှာတော့နည်းနည်းစကားပြောမလာတော့မသိပါဘူးနော်အင်တာမိုင်ယာမီကတော့တည်တဲ့တိုင်မှာခံစက်ကတအားဆိုးတယ်ဗျနောက်ဆုံး6ပွဲမှာအင်တာမိုင်ယာမီကခံစက်က16ဂိုးတော့ပေးထားရတာဗောနော် အလီမာဆိုရင်တိုက်စစ်မှုဆိုအဘူအလီရှိမယ်ဗျာပြီးရင်ထရက်ဇီဂက်ရှိမယ်ဗျာထရက်ဇီဂက်ဆိုမမီလမ်တဲ့ you know ကျွန်တော်တို့ကဝက်ဆမ်ယူနိုက်တက်မှာလာမသိဆော့သွားတယ်ကစားသမားဒီအင်တာမိုင်ယာမီဖက်မှာဆိုလို့ရှိရင်တိုက်စစ်မှာမက်ဆီရှိမယ်ဆိုရဲရှိမယ်ကွင်းလန်မှာဆိုလို့ရှိရင်အလန်ဒီတို့ပြီးရင်ကျွန်တော်ဘွိစကက်တို့ပြီးလို့ရှိရင်ကျွန်တော်စာကိုဗီရာတို့ဘာနော်ဂိုးသမားဆိုရင်တော့ကျွန်တော်ထင်တာကတော့ စတရီပေါ့နော်စတရီကဒီလိုသူတို့နာပွဲထွက်လာဖို့များပါတယ်နော်။ဟော LLL ကတော့ဒါသူ short ထားတဲ့နောက်ဆုံး6ပွဲဆက်ပေါ့နော်သူတို့လုံးဝရှုံးမမတွေ့ထားဘူး။တခန်းစစ်တိုက်စစ်တာအမြတာပေါ့နော်။ဒီဂျာယာမှာသူတို့ဒါမက္ကဆီကိုကလပ်အတင်းတင်းနဲ့ခြေစံပွဲပန်ထားပေါ့နော်ဒီပွဲဆက်မှာသူတို့ဝမ်းဝမ်းကြားထားတာတွေ့ရတယ်။ Inter Miami ကိုကြည့်မှဆိုလို့ရှိရင် Inter Miami short ထားတဲ့နောက်ဆုံးတာပေါ့နော်။ ခုနပွဲလောက်ကိုကြီးလိုက်မယ်ဆိုရင်လည်း၃ပွဲနိုင်တဲ့ပွဲသိရင်၅ပွဲရှုံးထားတာတွေ့ရတာပေါ့နော်အင်တာမိုင်ယာမီအတင်းကလည်း၉တွေရထားတာလည်းတွေ့ရတာပေါ့နော်ဂိုးတွေတော်တော်လေးရထားတဲ့ဂိုးတွေပြန်ပေးထားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်ဒီအတင်းတွေကတော့တစ်ခါမှလည်းဒါဟက်တူဟက်တွေလည်းမရှိဘူးဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့ကနိုင်ဂျီးယားနှောင်းကတော့အင်တာမိုင်ယာမီ80ရာခိုင်နှုန်းဆိုမှတော့ပေးထားတာတော့တွေ့ရတယ်အဝိုင်းစတူအော့စ်ကိုချိလိုက်မယ်ဆိုရင် LLA ရဲ့အနိုင်ကို3ဇွဲတေကို4ဇာနီပါပေးထိုင်းမှာအင်တာမိုင်ယာမီအနိုင်ကိုတော့ 95ပြားပေါ့နော်တော်တော်လေးပေးထားတယ်ဗျာ95ပြားပေါ့နော်ပေးထားတာတွေ့ရတယ်ဒီပွဲစမှာဘယ်လိုပဲဖြစ်ပြတကယ်တော့ Inter Miami က1-0နဲ့နိုင်လဲချေအောင်ပေါ့နော်ကျွန်တော်ကဒီပွဲစမှာပေါ့နော် Wise Bay မှာညီကိုလေး over 2.5ကိုလေးရိုက်ဖို့အချံပေးခြင်းနဲ့ over 2.5ကိုဆိုရင်တော့မြန်မာပေါက်ချီလေးမှာဘိုးပေါ်ပါဗျာ3.5 50နိုင်အတွင်း3လုံးဖြစ်တာနဲ့ကျွန်တော်90နိုင်မယ် body မှာတော့ကျွန်တော် LLE အတင်းမဲ့ကြိုက်တယ်ဗျာ LLE အတင်းရဲ့ ပင်ကိုပေါင်းအပေါ်ရပေါ့နော်ဝိုင်းစွဲရိုင်းမဲ့ညီကိုရရတော့ over 2.5 goal ပေါ့နော်အဓိကကျွန်တော်ဒီပွဲစဉ်မှာ over 2.5 goal ပေါ့နော်ကိုပေါင်းအပေါ်ခြိုက်ပါလေပွဲစဉ်တစ်ပွဲကတော့ဒါည7:00နာရီမှာကံမယ်ပေါ့နော်ဒါ Spain နဲ့ Romania U21 ပေါ့နော်ဒါ group A က round 2ပွဲစဉ်လည်းဖြစ်တယ်ပေါ့နော် U21 ဒီပွဲစဉ်မှာ Spain တင်းကတလုံး80ရှုံးနဲ့ကိုပေါင်းကြီးတလုံး90ရှုံးတော်တော်လေးပြင်းနေပြီးသား စပိန်တင်ရတာပထမပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုရင်သူတို့ကစလိုဗာကီးယားကို3-2ဆိုပဲရလနဲ့နိုင်ထားတာတွေ့ရတာပေါ့နော်ဒီဂျာရမန်သူတို့ခြေစမ်းပွဲတွေလည်းဆော့ထားတာတွေ့ရတယ်အဲ့ဒီစပိန်တင်ဆော့ထားတဲ့ခြေစမ်းပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်တပွဲနိုင်နှစ်ပွဲသိရနှစ်ပွဲရှုံးတယ်ပေါ့နော်ဒါတိုက်စစ်ကတော့စပိန်တိုက်စစ်ကတော့အလုတ်ဖြစ်ပါတယ်အမခံစစ်ကလည်းဂိုးတွေပြန်ပေးနေရတာမျိုးတွေ့ရတယ်ပေါ့နော် ရိုမာနီးယားအသင်းကိုကြည့်လိုက်မယ်ဆိုရင်ရိုမာနီးယားအသင်းကတော့အီတလီ1ဆီးနဲ့ရှုံထားတယ်ပေါ့နော်အကြာရတယ်မှာကျွန်တော်ဒါခြေစမ်းပွဲ3ပွဲဆော့ထားတာတွေ့ရမယ်အဲ3ပွဲလုံးလည်း goal out တွေဆော့ထားတယ်တွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်ကနိုင်ဂျီးယားကတော့စပိန်အသင်းက82ရာခိုင်နှုန်းထုံးမှာတော့ပေးထားတာတော့တွေ့ရတယ် wants to ask ကိုကြည့်မှာဆိုရင် Spain အတင်းရအနိုင်က38ပြားတရီကို9စနဲ့ဒါ Romania အနိုင်ကို6စပေးထား။ wants ပဲရိုက်မယ်ဆိုရင် Nico ro over 2.5ကိုလေးရိုက်ဖို့အချံပေးခြင်းနဲ့ တောင်းလုံးဖြစ်တာနဲ့ကျွန်တော်စားရပြီပေါ့ဗျာ over 2.5 goal ဒါကျွန်တော်တို့ဒါ over 2.5 goal ရိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်53များရမှာပေါ့နော်1000တောင်း900တောင်းမြတ်မယ်မြန်မာပေါ့ချီးတွေမှာတော့ဘယ်လိုပဲနေနေပါ spin body ကြိုက်တယ်ဗျာပြီးရင်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဒီပွဲကဂိုးပေါင်းအပေါ်ပဲဖြစ်ပုံများပါတယ်အနည်းဆုံးတောင်းလုံးမို့ရင်၄လုံးပါပဲအဓိကကျွန်တော်ဒီပွဲစဉ်မှာ over 2.5 goal ကြိုက်တယ်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကိုတောင်းတရမှာဆိုရင်တော့ slovakia နဲ့ italy တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ ကျလီရဲ့ body ကြီးကတလုံး90နိုင်နဲ့ဂိုးပေါင်းကြီး330နိုင်ဖြစ်ပါတယ်။ဆလိုဗာကီးယားအသင်းကတော့ဒါစပိန်အသင်းကို3-2ဆိုတဲ့ရလနဲ့ရှုံးထားပါတယ်။အီတလီအသင်းကတော့ရိုမာနီးယားအသင်း1-0ဆိုတဲ့ရလနဲ့အနိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ဒီနှစ်သင်း head to head ကိုကြည့်လိုက်မှဆိုရင်စုစုပေါင်းကျွန်တော်ဒါ၄ချိန်ရှိမယ်။အီတလီနဲ့ချိန်နိုင်တဲ့တစ်ချိန်သိရင်ကြားတယ်တစ်ချိန်ကတော့ဆလိုဗာကီးယားအသင်း နိုင်ထားတာလည်းတွေ့ရတာပေါ့နော်နိုင်ဂျီယာနောက်မှာတော့အီတလီအသင်းက80ရာခိုင်နှုန်းဆလိုဗာကီးယားအသင်း20ခိုင်နှုန်းပြေးထားတာတော့တွေ့ရတာပေါ့နော်တဝိုင်းစုအော့စ်ကိုကြီးလိုက်မယ်ဆိုရင်ဆလိုဗာကီးယားအနိုင်ကို9သတရေကို4သနဲ့အီတလီအနိုင်ကို83ပြားပြေးထားတာတွေ့ရပါတယ်အဒီပွဲစဉ်မှာကျွန်တော် over 2.5ကိုခြိုက်ပါတယ်နော်။နှစ်သင်းပေါင်း3လုံးထိကျွန်တော်ခြိုက်တယ်။ body မှာ Italy ခြိုက်တယ်ဗောနော်ပင်ကိုပေါင်းအပေါ်ဗောဗျာ။အဓိကကျွန်တော်ဒီပွဲစဉ်မှာ အီတလီဘော်ဒီကြိုက်ပါတယ်အီတလီကပွဲစဉ်တစ်ပွဲကတော့ပေါ်တူဂီနဲ့ပိုလန်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ပေါ်တူဂီအသင်းကတလုံး60ရှင်ဂိုးပေါင်းကြီးတောင်းလုံး20နဲ့ပေးထားပါတယ်ဒါပေါ်တူဂီအသင်းကတော့ကျွန်တော်ဒါဖွင့်ပွဲမှာ France အသင်းနဲ့တွေ့ရဗောနော်စီစီကြထားပါတယ်ပိုလန်အသင်းကတော့ဒါဂျော်ဂျီယာအသင်းကို2-1ဆိုတဲ့ရလနဲ့ရှုံးထားတာလည်းတွေ့ရတယ်ဒီနှစ်အသင်း head to head ကတော့ တန်၅ချိန်ရှိရပါတော့ပေါ်တူဂီနဲ့ချိန်နိုင်တဲ့၂ချိန်တရင်နဲ့ပိုလန်ကတစ်ချိန်နိုင်ထားတာတွေ့ရတယ်ပေါ့နော်။အန်ဂျီယာနောမှာတော့ပေါ်တူဂီအသင်းက20ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်။ Wins to Austria ကိုကြည့်လိုက်မှဆိုရင်ပေါ်တူဂီအနိုင်ကို42ပြားတရင်ကို9ဆနဲ့ပိုလန်အနိုင်ကို8ဆလောက်ပေးထားတာတွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်ကဒါဘိုတင်တူစကောယက်ဆိုတာကိုကျွန်တော်ခြိုက်ပါတယ်ဘိုတင်တူစကောယက်ပြီးလို့ရှိရင်တကယ်လို့ကျွန်တော်ဒါ ူပေါင်းရိုက်ချင်တယ်ဆိုရင်တော့ကျွန်တော်နှစ်သိန်းပေါင်း၃လုံးထိတော့ကျွန်တော်ခြိုက်တယ်ပေါ့နော်ဂူပေါင်းအပေါ်ရိုက်ဖို့အချံပေးခြင်းတယ်ပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာအဓိကခြိုက်တာတော့ voting to score yes ဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ France နဲ့ Georgia တို့ပွဲစဉ်ဖြစ်တယ် France အသင်းကနှလုံး89ဂူပေါင်းကြီးက၃လုံးတည်ရည်ပေးထားပါတယ်လောလောဆယ်ပေါ့နော်နောက်ထပ်ပြန်အပြောင်းလဲတွေဖြစ်နိုင်ဖြစ်လာနိုင်သေးတယ်ပေါ့နော်ဒါ France အတင်းကတော့ဖွင့်ပွဲမှာဆိုလို့ရှိရင် ဒါပေါ်တူဂီအသင်းကိုဇီးဇီးဆိုတဲ့ရက်လာနဲ့တည်ချထားတာတွေ့ရတယ်။ဂျော်ဂျီယာအသင်းကိုကြည့်လိုက်ဆိုဂျော်ဂျီယာအသင်းကတော့ဒါပိုလန်အသင်းကို2-1ဆိုတဲ့ရက်လာနဲ့ဓာတ်နိုင်ထားတာတွေ့ရတယ်ပေါ့နော်။ဒါပင်တီအသင်းကတော့ဒါအတွေ့အကြုံပိုင်းကစားသမားပိုင်းမှာတော့ပိုတန်မလို့ဖြစ်နေပေါ့နော်။ဒါပေမဲ့လက်ရှိကာရာဖောင်နဲ့ဂျော်ဂျီယာတော်တော်လေးကောင်းပါလေ။ဒီနေ့တင်းတွေ့ထားတဲ့ head to head နှစ်ချိန်မှာဆိုရင်ပင်တီအသင်းကနှစ်ချိန်လုံးနိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ Vice to Aus ကိုကြည့်မယ်ဆိုရင်ပင်တီအနိုင်ကိုပြ30တည်ကို6ဆနဲ့ဂျော်ဂျီယာအနိုင်ကို10ဆပေးထားတာတော့တွေ့ရတယ်ပေါ့နော်။ ဒီကွဲစင်မှာနှလုံး80ရှုံးဆိုတော့ body gel ကတော့တော်တော်လေးပြင်းတယ်လို့ပြောရမှာပေါ့နော်ဒီလက်ရှိ George ရအတင်းရဲ့ Kara Farm ကလည်းကြီးလိုက်မယ်ဆိုလို့ရှင်သူ short ခဲ့တဲ့ခြေစမ်းပွဲ၃ပွဲအပောင်အခုပွဲစင်ဆိုရင်သူတို့နိုင်ထားတာပေါ့နော်ဒါ၃ဝန်းနိုင်တဲ့ပွဲပဲကျွန်တော်ဒါရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော်ပွဲစင်မှာတော့ကျွန်တော်ပေါ့နော် voting to score yes ဆိုတာကျွန်တော်စိုက်ပါတယ် voting to score yes ဖြစ်ဖို့များပါတယ် once ပဲရမယ်ညီကိုလေးပေါ့နော် တော့မဟုတ်ဘူးဆိုရင်လည်းညီကိုရော over 2.5ကိုရိုက်ချင်တယ်ရိုက်ကြည့်ပေါ့နော် over 2.5ကိုလည်းမစိုးပါဘူးပေးထားတာပေါ့နော်ဒါကျွန်တော်90နဲ့3ပြရရမှာပေါ့နော်ဒီနှစ်ခုတည်းတစ်ခုကိုကျွန်တော်ရွေးချယ်ဖို့အကြံပေးချင်တယ်ပေါ့နော် so body မှာတော့ကျွန်တော်ကပေါ့နော်အရင်ဆုံးမှ Georgia body ရွေးကြည့်ချင်တယ်ပေါ့နော် Georgia အုပ်တင်ပေါ့နော်ဒီနေ့အဓိကကျွန်တော်ဒီပွဲစဉ်မှာစိုက်တာတော့ over 2.5ကိုဖြစ်ပါတယ် so ဒီနေ့ကျွန်တော်ရွေးထားတဲ့အသင်းတွေကတော့ LLE နဲ့ Go Bang Apple စပိန်အသင်းနဲ့ဂိုးပေါင်းအပေါ်အီတလီအသင်းနဲ့ဂိုးပေါင်းအပေါ်ပေါ်တူဂီအသင်းနဲ့ဂိုးပေါင်းအပေါ်ဖရန့်စ်အသင်းနဲ့ဂျော်ဂျီယာအသင်းနဲ့ over 2.5ဂိုးပေါ်တော့ဂိုးပေါင်းအပေါ်တွေဖြစ်ပါတယ်။အညီကူတို့အားလုံးအဆင်ပြေကြပါစေ။ကျမ်းမာချမ်းသာကြပါစေဗျာ။ဘောလုံးပွဲတွေလည်းပေါ့ကြပါစေ။ကျမ်းမာချမ်းသာကြပါစေ။နောက်ရက်တွေမှာလည်းပြန်ပြီးမှဒီထက်အကောင်းဆုံးဖြစ်အောင်ကျွန်တော်လေးလာပြီးမှတုံးတက်ပေးပါအောင်မယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်